စားမယ်။အီရန်နဲ့အစ္စရေးကြားလာမယ့်နိုင်ငံပိုင်းအတွင်းအပြည့်ရက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တယောက်ထွက်ပြောလာတယ်လို့အီရန်ဘက်ကလည်းအစ္စရေးဘက်ကအပြည့်ရက်ရင်သူရက်မယ်လို့ထုတ်ပြန်လာပါတယ်။ဒါပေမဲ့ကာတာမှာရှိတဲ့အမေရိကန်စစ်ကမ်းတွေကိုအီရန်ဘက်ကဒုံးကျည်များဖြင့်ဆက်လက်တိုက်ခိုက်နေသည့်အတွက်အခြေအနေတွေဟာထင်သလိုအပြည့်ရက်မဲ့ပုံစံဖြစ်မနေပါဘူး။ဒါကြောင့်တခင်လက်တယောက် တော်ရုံတန်ရုံကိစ္စများတွင်ဝင်ပါလိမ့်မည်။အခုအမေရိကန်ပါဝင်လာသည့်အတွက်တတရကဘာစစ်ဖြစ်မိအရေးသခင်လက်မှစိုးရိမ်ပူပန်လာသည့်အတွက်အရှိအလယ်ပိုင်းအရေးသခင်လက်မှကမကထပြုလုပ်ကသခင်အစီယုံအဆောက်အုံတွင်အကားပိတ်ဆွေးနွေးပွဲကြီးကျင်းပနေပြီဖြစ်ကြောင်းသိရှိရပါသည်။ဒီစစ်ပွဲအတွင်သခင်တပ်မတော်မှဝင်ပါသင့်မပါသင့်နျူကလ িয়ার ထိပ်ဖူးတပ်လောက်စလုံးသည်များတုံးသင့်မတုံးသင့်အခြေတင်ဆွေးနွေးသွားမှာဖြစ်ပြီး 82နှစ်ရည်စောင့်ကြည့်သွားမယ်လို့လည်းကြားသိရပါတယ်။တခင်တမတစ်ခုဖြစ်တဲ့တမ669ကတော့ပြင်ဆင်မှုတွေစတင်ပြုလုပ်နေတာကိုတွေ့ရှိရပြီးအမေရိကန်ဝင်ရင်တခင်လက်ဝင်မယ်ဆိုပြီးကြွေးကြော်တန်တွေလည်းကျေလောင်လို့နေပါတယ်။ဘယ်သူမှမသိသေးတာကတခင်ကိုပိုင်အုပ်ချုပ်ခွင့်ရအထူးဒေတာ69မှာရှိတယ်။တခင်တမတော်ရဲ့အင်အားဟာဝါတမတော်အင်အားနဲ့နိုင်ရှင်ပြရမယ်ဆိုရင်ဝါတမတော်ရဲ့အင်အားဟာသူ့အတွက်ခြေမထိတ်မှကတ်နေတဲ့ တဲပွင့်ပမာလောက်တာရှိပါတယ်။ဒါကြောင့်တခင်တက်မတော်ရဲ့အင်အားဟာအစပနံကြီးမားသလိုနျူကလ িয়ার လက်နက်ပြည်စုံလုံးနဲ့တက်မတော်ကြီးဖြစ်တဲ့အတွက်ရုရှားလိုကြီးမားကျယ်ပြန့်တဲ့နိုင်ငံသုံးနိုင်ငံစာကိုတုံးဆက်ကအတွင်းအမုတ်ချီလိုက်လို့ရပါတယ်။ American, Iran, Israel နိုင်ငံဆိုရင်တော့တခင်လက်မန်ဆူလက်ယုံဖြင့်ငင်ကြသွားမဲ့နိုင်ငံတွေပါ။အခုလောလောဆယ်ကဘာကူလာသမဂ္ဂရဲ့အကြီးအကဲဖြစ်သူအန်တိုနီယိုဂူဒါရက်စ်က တခင်အစည်းအရုံးတကားပိတ်ဆွေးနွေးပွဲရဲ့ရလဒ်ကိုစောင့်ကြည့်နေပြီးသူ့အနေဖြင့်အလွန်ဆိုးရိမ်ပူပန်ပြီးမယ်။တခင်လက်ကိုယုံကြည်ကြောင်းတခင်လက်သားလျင်တတရက်ကဘာစစ်ကိုတားဆီးနိုင်သူဖြစ်ကြောင်းပြောဆိုသွားခဲ့ကတခင်လက်တယောက်ငြိမ်းချမ်းရေးနိုဘယ်ဆုရဖို့အတွက်လည်းရေပန်းစားလို့နေပါတယ်။ကဲအခြေအနေတွေကတော့မကောင်းတော့ဘူး။အီရန်အစ္စရေးဖြစ်နေတဲ့ပြဿနာထဲမှာအခုအမေရိကန်ပါလာပြီ။အဲ့တော့အီရန်ကိုအမေရိကန်ကအခုဘုံကျဲတက်ခဲ့တဲ့ ြစ်နေဖြစ်သွားပြီအမေရိကန်ကလည်းတမရတောင်နဲ့ဖမ်းလာလိုက်တာအင်ဂျီရောမေဖုန်းပြောပြီးတော့ကျင်ညာလိုက်ပြီအဲဒီစစ်ပွဲတွေကိုအမေရိကန်ပါဝင်လာပြီဆိုတော့တေးချပါတယ်တကယ်ကဘာစစ်စွာဖြစ်လာမလားပေါ့နော်တကြောက်ဖို့ကောင်းတယ်စစ်ပွဲအကြီးဖြစ်လာမလားဒီကလေးကလည်းထုတ်သုံးလာတဲ့အချိန်တွေဖြစ်လာမလားဒီဘက်ကဖြစ်ဖို့ကတော့တော်တော်လေးပြင်းပြင်းထန်ထန်လေးကိုဖြစ်လာတော့အဲ့ပုံမှာအမေရိကန်လည်းပါဝင်လာပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့အလုံးအင်းချမ်းနဲ့ဖြစ်စေချင်ပါတယ်